ဒရိုက်ပတ်တွေနဲ့တက်မိုးမှာအဖိုးတန်နိုင်ပွဲရခဲ့တဲ့ Chelsea Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှူအနေအားလုံးကိုကြိုဆိုပါရစေ Chelsea နဲ့ Burnley တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်သွားကြပါရခင်ဗျဒီပွဲစဉ်မှာ Chelsea နေတဲ့ Drivers တွေကိုပဲအဓိကထားပြီးတော့ကစားခဲ့တယ်ကိုယ့်လက်မှာဘာဘစ်တမ်းမတည်မနေဘူးအဲ့တော့ကြောင့်တချို့ဘောလုံးသမားဟောင်းတွေကတိတ်မကြိုက်ပဲဝေဖန်ထောက်ပြကြတာတိတ်ပြီး ကစားကွက်အလှပဘာညာရှိမနေတော့ပဲရက်ဇက်ကိုပဲဥတီတော့ရယ်ပေါ့နော်မြမောက်ခင်မော်ဒန်မော်လောကမှာလည်း PR တွေပို့ပြီးတော့များလာတယ်ကစားကွက်အလှပဥတီပြီး numerical advantages တွေယူပြီးကမှရက်ဇက်မကောင်းရင်နီးပြတွေကလည်းထုတ်ပယ်ခံရတယ်ကစားသမားတွေကလည်းမျက်နှာကောင်းမရအောင်အသင်းပိုင်ရှင်တွေကလည်းဒါမျိုးကိုမကြိုက်တော့ဘူးအဲ့တော့အဓိကရက်ဇက်ပဲဥတီတဲ့နေရာမှာအန်ဆိုမာရက်စ်ကအနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့ပုံစံကိုအကောင်းဆုံးလုပ်ခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဆိုတော့ ဘယ်လင်းရဲ့ကစားပုံကဒီနှစ်ပွဲစဉ်မှာအစိုးရတော့မဟုတ်ပါဘူး။ချယ်ဆီကိုအကောင်းဆုံးရှင်ကစားနိုင်ခဲ့တယ်။သို့တော့ချယ်ဆီကလည်းဘစ်ဒက်တွေကိုယ့်လက်မှာအများကြီးမတည်တဲ့အတွက်ကြောင့်ရှင်ကစားနိုင်မကစားနိုင်ဘူးဆိုတော့ Jazz လုပ်ဖို့နည်းနည်းခက်တယ်။ဒါပေမဲ့ဒီ defensive playing style က Scott Parker အနေနဲ့ရုပ်ပြက်ဆင်းပြက်ကြီးတော့ဖြစ်မနေခဲ့ဘူး။ defensive mid block ကိုအများဆုံးကစားသွားခဲ့တယ်။ low block တွေကစားပြီးကိုစီးထဲမှာဖြတ်ထုတ်နေတဲ့ပုံစံလောက်ထိတော့ရုံမပေါက်ခဲ့ဘူးပေါ့နော်အဲ့တော့တူတူတန်တန်ခန်းစစ်ကစားပုံလေးရှိခဲ့တယ်လို့ပဲပြောရမှာပါ ဒါမဲ့ Chelsea ရဲ့ကစားပုံကတိတ်ပြီးတော့ counter attack ကစားလို့မရတဲ့ပုံတံမျိုးအသင်းငယ်တွေအနေနဲ့အသင်းကြီးတွေကိုရှင်ကစားဖို့ဆိုရင်ကစားဖို့မဖြစ်နိုင်တဲ့အတွက်ကြောင့်များသောအားဖြင့် counter attack လို့ခေါ်တဲ့တံပြန်တိုက်စစ် ကိုပဲအားပြုကြတယ်။အဲ့တော့တံပြန်တိုက်စစ်လို့ဆိုတဲ့နေရာမှာလည်းဒါကျွန်တော်အမြဲတမ်းပြောနေကြစကားလို့ပေါ့။နေရာစုံကတံပြန်တိုက်စစ်ဆင်လို့ရတယ်။ပြိုင်ဘက်အသင်းကခံစစ်အသင့်မဖြစ်သေးသေး၍တိုက်စစ်ဆင်ဂိုးသွင်းခြင်းကိုဒါတံပြန်တိုက်စစ်ကောင်တာအတက်လို့ခေါ်တယ်ပြောချင်တာ Chelsea နေနဲ့ ကစားပုံ စီးပြီးတော့တောက်လျှောက်ဘန်လီအသင်းကိုကိုးတွေတရဇက်သွင်း attempts တွေအများကြီးယူရင်စူးစမ်းနေတာထက်ဆိုင်သူတို့ကပြန်ပြီး drive pass နဲ့ခံစစ်ကိုလုံးလုံးကျုံကျုံကစားသွားတဲ့အတွက်ကြောင့်အဲ့လို counter attack ပုံစံမျိုးဘန်လီကပြန်ချောင်းစော့လို့မရတာနည်းနည်းပြဿနာဖြစ်သွားတယ်ဗျတချို့အသင်းတွေအဲ့လိုစော့ကြပါတယ်မန်စီးတီးဆိုအာစနယ်နဲ့တွေ့တဲ့ပွဲစဉ်မှာအာစနယ်သင်း counter attack ကစားလို့မရအောင်သူက defense ပဲများသောအားဖြင့်ကစားသွားခဲ့တယ်ပေါ့နော်အဲ့ဒီနေ့ပွဲစဉ်မှာ Chelsea အနေနဲ့ပထမပိုင်းမှာဆိုရင်ပို့ပြီးတော့ ဟိုတိတာမြင်တာရှိလိမ့်မယ် defense ကိုပဲဦးစားပေးပြီးကစားသွားခဲ့တယ်ဘောလုံးရတာနဲ့အလဲဥတိုင်းပေါ့နော်ကျွန်တော်အမြဲတမ်းပြောနေကြ central zone ပေါ့အလဲဥတိုင်းမှာဘောလုံးအများကြီးတည်မနေတော့ဘူးတောင်ပံတွေကိုခွဲထုတ်တယ်တဦးချင်းတယောက်ချင်းကျွမ်းကျင်မှုတွေနဲ့ဂူရဖို့အတွက်ကြိုးစားတယ်ဒီလိုမှမဟုတ်ရင်လည်း driver's pay လို့ lean dlab ကနေပြန်ချလာတဲ့ second ball ကိုနောက်ကကစားသမားတွေရဲ့ တူးချင်းကျွမ်းကျင်မှုကနေတစင်ကိုရဖို့အတွက်အားကိုးတယ်ပေါ့အဲ့တော့ဒီနေ့ချက်ကြီးကိုသွင်းယူသွားတဲ့ပုံစံတွေကလည်းအဲ့လို drive pass တွေကနေပဲနှလုံးလုံးရသွားခဲ့တာဖြစ်ပါတယ်ပထမတစ်လုံးကိုကြည့်မယ်ဆိုရင်တော့တာမန်ကသားသမား Jimmy Giddens ရဲ့ half space ကနေနေရာယူပြီးတော့ဖန်တီးပေးသွားတာပေါ့အဲ့တော့ half space တီပြိုင်ဘက်အသင်းနေခမန်းရတာအရန်ခက်ခဲတဲ့နေရာတွေ bro အဲ့ဒီလုံးတွေ့မှာပါမကူကူရီယာဝင်နေတဲ့နေရာလဲအဲ့ဒါ half space လမ်းကြောင်းပဲဒီနေရာဒီ CB ကစားသမားတွေဝင်ကတ်တဲ့အခြေအနေမျိုးမှာဆိုရင်လည်း အလဲနေရာကဟနေတယ်စိုက်ဘက်ကစားသမားခါလီဝေါ်ကာအတွက်လည်းအဲ့နေရာနည်းနည်းအလန်းဝေးတဲ့အခါသူတိတ်မကက်ရဲဘူးခူကူရဲရမတဆင်ကျွန်တော်ဂျီမီဂီဒန်စ်ရသွားတယ်အဲ့ဒီလမ်းကြောင်းပေါ်ပဲ half space လမ်းကြောင်းပေါ်ပဲဂီဒန်စ်တင်ပေးသွားတဲ့အလုံးကလည်းတော်တော်အဆင်ပြေပါတယ်ခေါင်းတိုက်သွားတဲ့ပက်ဒရိုနက်တိုကွက်တီပဲနက်တိုကလည်းအရက်ရိုင်းမမြင့်ပေမဲ့ပားရနေရှိတဲ့အတွက်ဒီဂိုးကိုတော့ရအောင်တွင်းနိုင်ခဲ့တယ်ဒါလည်း driver's ကနေပဲ ဒုတိယမြောက်ကိုလည်းထုံနီးတူပဲဒီလုံးကတော့ drive bus အပြင် McGee ရဲ့စ조사အထုံမှုအပြည့်ရှိတာလည်းပါခဲ့တယ်တွန်စီပြီးဘလို့မှ McGee ကိုအဲ့ဒီ moments တစ်ချက်မှမထိန်းနိုင်ခဲ့ဘူးအဲ့တော့သူတိုးထွက်သွားတယ်နောက်ကလိုက်လာတဲ့ Enzo Fernandez ကိုအသိအနေထားပေးပြီးတော့ Fernandez ကဒုတိယမြောက်ကိုတွင်သွားရင်းနဲ့ Chelsea သည်အနိုင်သေးချသွားတယ်ပေါ့ဗျာဆိုတော့ဖြူအပိုင်းချင်းကမှုလို့ရင်ဒီနေ့ Chelsea အနေနဲ့ကိုယ်လည်းမှာ ကိုယ်လေကစားသမားစစ်စစ်နှစ်ယောက်ပဲတည့်ပြီးတော့ကစားသွားခဲ့တယ်အထူးသဖြင့် Moises Sky ဆိုလို့မပါတဲ့အခြေအနေမျိုးမှာကစားဖို့ကျွန်တော်တို့အနေငယ်စိတ်မချစရာကောင်းတယ်လို့ထင်ခဲ့ရပေမဲ့ဒီနေ့ပွဲစဉ်မှာတကယ်ခြေသွမ်းပြကစားသွားတဲ့ကစားသမား Andre Santos ဖြစ်နေတယ် Santos ဒါဒီပွဲစဉ်မှာခြေသွမ်းမပြနိုင်ခဲ့ဘူးဆိုရင် Chelsea ရဲ့ဂိုးရလက်ကလည်းတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်ကိုယ်လေမှာကစားသမားနှစ်ယောက်နဲ့တစ်ဖက်က၃ယောက်ရှိတဲ့ကစားပုံကတော့2မှမဟုတ်ဘူး2 vs 3အခြေအနေကအနေငယ်အများတော့လိုအပ်ချက်ရှိမှာပဲဒါပေမဲ့ ပြန်ပြီးတော့ဘေးနာအားဖြစ်ပြီးသားတဲ့ကစားသမားတွေဒီ inverted fullback ကစားသမားတွေဖြစ်တယ်အထူးသဖြင့်မကူကူရေယာပေါ့ကူကူရေယာက left half space တောက်လျှောက်မှာ free roll တာဝန်ယူပြီးတော့လိုအပ်တဲ့နေရာတွေကိုလိုက်ဖြစ်ပြီးကစားပေးသွားခဲ့တယ်အဲ့တို့ကြောင့်ကူကူရေယာနေရာမှာ Joral Hato ကိုအစားထိုးလို့မရအောင်လို့ပြောတာကူကူရေယာဒီဒီ viewer ဘိုင်းကိုအကောင်းဆုံးနားလေသဘောပေါက်တယ် Jimmy Kinnear strat လိုအပ်တယ်ဆိုရင်အဲ့ဒီ left half space မှာမကူကူရေယာရှိနေတယ်တကယ်လို့ Enzo Fernandez ဖြစ်စေ အန်ဒရီဆန်ဒုစ်ပဲဖြစ်စေလိုအပ်ရင်သူဘေးနားမှာကွင်းလေကစားသမားတရားအဖြစ်ရှိနေတယ်အဲ့တော့မက်ကူကူရီးယားအနေနဲ့စန်ထရယ်ဇုံနဲ့ဝင်တိုးတဲ့အခါမှာနောက်တန်းကစားသမား၃ယောက်က3ဘက်ဆန်ဆန်တချို့သောအင်ပိုဇီရှင်တွေမှာကစားခဲ့ရတယ်အင်ပိုဇီရှင် out of position အမြဲတမ်း formation ကပြောင်းလဲနေတာအတိအကျကြီးတော့ပြောလို့မရအောင်ဒီလိုမျိုးဘောလုံးရှိနေတဲ့အချိန်ချယ်ဆီရဲ့နောက်တန်းကစားသမား၃ယောက်ရဲ့ပြဲပြီးတော့ကစားတဲ့ပုံစံက လက်ရှိမော်ဒယ်မော်လောကမှာတော်တော်လေးခက်စားနေတယ်ပြီးခဲ့တော့ကမ္ဘာဖလားမှာ Netherlands တင်းလဲအဲ့လိုကစားသွားတဲ့ပုံစံမျိုးတွေကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး၃ယောက်ပြဲကစားတဲ့ပုံစံမှာဆိုရင်ပထမပိုင်းအလင်မာတူစင်အာရိုင်ယာဘီယိုဝင်နေကျွန်တော်ဘယ်လိုပြောမလဲ white center back ပုံစံမျိုးတွေကစားတာပေါ့နော်အဲ Trevor Chalobah ကတစ်ဖက်က L white center back ပုံစံမျိုးစော့ပြီး Reece Chain က right white center back ပုံစံမျိုးကစားသွားခဲ့တယ်အဲ့ဒီပုံစံတွေကအသင်းတသင်းအနေနဲ့ ကစားကိုကစားတက်တဲ့ပုံစံမျိုးတွေပေါ့နော်ဒီနေရာမှာအန်ဇူမာရက်စ်ကနေနဲ့ခံစစ်ကစားတဲ့ပုံစံကိုအဲ့လို white center back တွေထုတ်ဆော့သွားတာကောင်းတယ်ဘောလုံးကစားကွက်ပြန်တည်တဲ့အခြေအနေမျိုးမှာဆိုရင်အလေတက်တက်ရမယ်ပေါ့ဖဲနဲ့နေရာစုံကနေတည်လို့ရတယ်ပေါ့အဲ့ဒီကစားသမားတွေရဲ့ဘောလုံးတရိုက်ပေးဖို့စွမ်းရည်ကလိုအပ်ချက်တချို့တော့ရှိတယ် CB ကစားသမားတိုင်းကလည်း short pass တွေကြီးပဲပေးပို့လို့မရအောင်ဒီ long pass တွေလည်းကောင်းမွန်ပေးပို့နိုင်ရမယ်ဘောလုံး၅ချက်လောက်ပေးတဲ့နေရာမှာ၂ချက်၃ချက်လောက် waste ဖြစ်တဲ့အလုံးမျိုးတွေတော့တွေ့ရတယ်။ဒါပေမဲ့ Nato တို့ Jimmy Gidens တို့ရဲ့ individual skill ကကောင်းတဲ့အတွက်ကြောင့်ရအောင်ပြန်ဆယ်ပြီးတော့အခွင့်အရေးတချို့ကိုဖန်တီးပေးနိုင်ခဲ့တာတော့မြင်တွေ့ရပါတယ်။ကစားသမားတူတူတယောက်ချင်းစီရဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင် အားရစရာကောင်းတဲ့ကစားသမားအန်ဒရီဆန်တိုးစ်နောက်ထရီဗာချာလူဘာစတဲ့ကစားသမားတွေကိုမြင်တယ်။တိုက်စစ်မှုလီယန်ဒီလပ်ကတော့တိုးအယုံအားလေးအနေငယ်ရှိပေမဲ့ကျွန်တော်မြင်ရတဲ့လောက်လိုအပ်ချက်နည်းနည်းလေးရှိနေသေးပဲဗျာ။ကိုသွင်းယူတဲ့အပိုင်းတွေမှာယုံကြည်ချက်ပျောက်ဆုံးနေပြီးတော့အပေါ်ထောင်ကန်တဲ့ပုံစံမျိုးတွေကို့တီးမိတ်စ်ကိုဖန်တီးပေးလို့ရတဲ့အခြေအနေမျိုးမှာ ဒလေးဖြစ်နေတဲ့ပုံစံတွေကအားရစရာမကောင်းခဲ့ဘူး။ Enzo Fernandez တို့ Pedronado တို့ကဒီပွဲတွေမှာဂိုးသွင်းနေဆိုရင်ပဲဒါသူတို့လို level ကစားသမားမျိုးတွေအတွက်တော့တာမန်ဆွမ်းဆောင်ရည်ပဲလို့ထင်တယ်။ထူးထူးခြားခြားခြေစွမ်းပြသွားတဲ့ကစားသမားကတော့ Andre Santos ဖြစ်ပါတယ်။ Santos ရဲ့ deep lie midfield တနေရာမှာဘောလုံးတည်ချက်တွေတိတ်မမြင်ရပေမဲ့တချို့သော defensive action တွေမှာအထူးသဖြင့်ပြန်ပက်နောက်ခံကစားသမားတွေဆွဲပြေးသွားရဆိုရင်နောက်ကနေပြန်ပြီးတက်ကယ်ပေးတဲ့ပုံစံမျိုးလေးတွေ intercept လုပ်တဲ့ပုံစံမျိုးလေးတွေက Andre Santos ရှိတဲ့အတွက်တော်တော်ကောင်းပါတယ်။တကယ်တော့ကွင်းလယ်မှာ PP ပြင်းဒီခံစစ် စ်စွမ်းဆောင်ရေးပေးနိုင်တဲ့သူကအန်ဒရီဆန်တို့တယောက်ပဲရှိတာဗျဒါတော့မှဒုတိယပိုင်းမှာနီးပြအန်ဆိုမော်ရက်စ်ကကညော့ပြီးတော့ကွင်းလေကစားသမားအစ်စ်တွေမထဲ့ပဲနောက်ထပ်မဲလိုဂူစတိုလိုမျိုးဝင်းဘက်မှာထွက်ဆော့နေတဲ့ကစားသမားကိုအထက်ထည့်ပြီးတော့ကစားသွားသေးတယ်ဒါကဘန်လီလိုအသင်းမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်သွားတာပေါ့ဗျာဒီလိုမှမဟုတ်ပဲပြန်ဘက်အသင်းကကျွန်တော်တို့တက်ပိုကောင်းတဲ့အသင်းတသင်းဒါမှမဟုတ်ရင်ရမောက်တန်းနိုင်တဲ့အသင်းတသင်းဆိုရင်ကျွန်တော်တို့ဒီအနိုင်ရလက်ကိုထိန်းနိုင်မလားမထိန်းနိုင်မလားမသိကြဘူးဗျဒါမဲ့ အချက်အနေနဲ့ဟိုအားသာချက်တစ်ခုရှိခဲ့တာဘာဆိုနာနဲ့ပွဲအတွက်အများကြီးပြင်ဆင်ခြင်းရခဲ့တယ်။ကစားသမားတချို့အနာပေးနိုင်ခဲ့တယ်။ Reese Jane ဆိုရင်ပထမပိုင်းပြီးကြတဲ့ကအနာပေးခံခဲ့ရတယ်ပေါ့နော်။ဒီတော့ကြောင့်အဖိုးတန်ခဲ့တဲ့အနိုင်သုံးမှတ်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။မနေ့ပြန်ရောက်အချိုက်ဆုံးကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပေးပါအောင်ခင်ဗျာ။အခုတော့အားလုံးနှုတ်ဆက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်။